အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာကိုကိုရေးသားတဲ့အချစ်ဤအချိုးကွေများဆိုတဲ့ဝိတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်အခန်း1တချိန်ကမြန်လို့ကျင်နာခဲ့ရတော့လွင်သည်ယခုတော့ကျွန်တော်အားလာပစွာရက်ဆက်လေးပြီရင်သီးစွာစိမ့်ကားလာ၏ သူ့ဘဝထဲမှာကျွန်တော်ကိုထုတ်ပေးပြီးကျွန်တော်ဘဝထဲကလည်းရှောင်ပြေးထွက်ခြင်းနေသည် ကိုဘဝကို အသေးနာရတော့မလို့လို့အတိတ်ဘဝကအာကုတ္တကံဟောင်းကိုပဲရိုးမယ်ဖွဲ့ရတော့မလို့လို့တူတူလေးတစ်မျိုးကြဲကြဲကြီးတစ်ဖုံအမျိုးမျိုးဖုံဖုံမတိတိအောင်မကြားကြားအောင်မျက်နှာပြောင်တိုင်လွန်တော့ပဝန်းကျင်ကြောင်စိတ်မနှွမ်းလျာလာသည် နေရှိသည်၍ညာရှိသည်များလူတွေဤမထီတီအကြည့်အပြောများကျွန်ုပ်ကိုမျက်ရည်ပူများပင်စီးကြလာစေ၏ခြေမကင်မီလက်မကင်မီရှေးမဆက်နိုင်သောသဖြင့်ယခုဘဝကို အရှုံးကြီးရှုံးပေးကြလာမိသည်အခန်းနှင့်အိမ်ရှိမှကာဟွန်တန်ကကျွန်တော်တို့မရဏမင်းဤချိန်ဆဲတန်လားခါတီလွန်လာသည် လာပြီဆရာကြီးလာပြီ လွင်သည်စလင်းပတ်အိတ်ကိုလွဲကာကားစီသို့ကြော့ကြော့ရွရွလေးလှမ်းထွက်သွားခဲ့သည်သူကတော့အရှက်မရှိကျွန်တော်မှာတော့ခေါင်းတွေပြူတိပြူတိလှုပ်နေတော့ပဝန်းကျင်ကို မျက်နှာမပြရဲရင်မဆိုင်ရဲတော့ပြီယောက်ျားကြီးဗီဒီယိုပေါ်မှာကြွတ်တက်စီမုံထုတ်ရှိတယ်ထမင်းနဲ့နေပြီးချထားလိုက်အောင်အဲ့ဒီပိတ်တာကောင်တွေကြောင့်ညဆိုရင်အိတ်ကောင်းချင်းတွေကိုမအိပ်ရအောင်မင်းမနေနဲ့အောင်နော် လွင်က ကားပေါ်တက်ခါနီးတမင်လဲပြန်လှည့်ပြီးကျွန်တော်အတွက်အာကုသို့အလုပ်ပေးသွားခဲ့သည် သူထွက်သွားတော့ကျွန်တော်လဲတမင်နဲ့ကိုကြွက်သက်စည်းမုံများထဲကတမအောင်နေသည် ထို့နောက်ကြွက်သွားရလမ်းကြောင်းများတွင်ခြားထားလိုက်သည်နေလကင်းရောက်တော့တာဝန်ဝတရားတစ်ခုလို ပြုလုပ်နေကြဖြစ်သောခေါင်းအောက်မှဓမြောင်ကိုဆွဲယူကဓာသွေးကြောက်ပေါ်တွင် သွေးနေမိသည်ဓမြောင်က လာနေချီပြီးတွေးထားတော့အသွားကစတီးရောင်များပင်ထွက်နေ၏။ဓာတ်သွေးနေတော့ဘဲဘက်ခြေသလုံးကိုတစုံတစ်ခုကတဒုတ်တိုးနေလာတိုက်နေ၏။တေချာကြည့်လိုက်တော့အစိတ်မိထားသဖြင့်မူးဝေနေသောကြော်ဝမ်းပြူကြီးတကလက်ထဲတွင်စုပ်ကင်ထားသည့်ဓမြောင်နှင့်စက္ကနဲဆိုင်ချကတီးပြက်လိုက်၏။ကြွက်ဤဝမ်းပိုက်ကနေနှစ်ပိုင်းပိုင်းပြက်သွားခဲ့သည်။ ွေးများလဲဒလဟောထွက်ကြလာသည်ကျွန်တော်စိတ်ထဲမှာအမှန်တကယ်တက်ချင်နေသည်ကကြွမဟုတ်ကျွန်တော်မြစ်တာစစ်စစ်များကိုမြောင်းနေပြစ်ချခဲ့သည်လွင်နေအချောင်း၌တော့ဟိုမန်နေဂျာကောင်တို့သာဖြစ်သည်အခန်းသုံးလွင်ကိုတက်ချင်နေသည်ကမုံ၍မဟုတ်ကျွန်တော်ချစ်ချင်းမြစ်တာများကယနေ့ထိတိုင် သူ့ကိုပိုးပန်းစဉ်တုန်းကတိုင် နေမထိထိုင်မသား ဖြစ်နေတော့မင်းတပြားသားမှမလျော့သေးဘူးကားကြီးဒရိုင်ဘာဘဝတော့ကရိုးရိုးရင်ရင်နဲ့ချစ်စရာကောင်းသော လွင်လွင်မာဟုခေါ်သည့်လွင်ကို ထမင်းဆိုင်တစ်ခုတွင်စတင်တွေ့ဆုံခဲ့သည်လွင်ဤကြီးထွားဖွံ့ဖြိုးလှသောခန္ဓာကိုယ်ကကျွန်တော်ရင်ကိုသွေးစုလှိုင်းထားစေခဲ့သည်မိုးမောက်ပြည့်ချန်လွန်သောရင်တေးတေလွန်သောခါဝိုင်းဆက်တင်းကားလွန်သောတင်းနှင့် မင်းကြီးကြိုင် ညိုစိမ့်စိမ့်အသားရည်ကို ပိုင်ဆိုင်ထား၏မြင်ရသူအပေါင်းအ ਨੇ ဆုံးနှစ်ကြိမ်ခန့်လေပြန်ငီးကြည့်ရတတ်သည် လွင် ထို့ကြောင့်စားတွေ့ကလေးကယူသွစွာဆွဲလန်းခဲ့ရသည်ဘဝတူဒရိုက်ဘာတနာဘလူးများလက်ထဲကနေမယူးရဲဆန်သည့်ကျွန်တော်အချင်းကြောင့်လက်ဦးမှုရယူနိုင်ခဲ့သည် နေကမိဘများစီခွင့်ပြန်တော့မြန်မှန်းတန်းနေသည်ကျွန်တော်ကားနေ လမ်းကြုံလိုက်လာတော့လွင်ကိုတခါတည်းခိုးပြေခဲ့သည်ကျွန်တော်ထံ15နှစ်ခန့်ငယ်သောလွင်ဤသဘောဆန္ဒအတိုင်းသူတို့မျိုးလေးတွင် အခြေချနေထိုင်ခဲ့ကြသည်ကျွန်တော်နှင့်ယာပြီးသည့်နောက်ပိုင်းလှပသောလွင်ကို တင့်တယ်အောင်ထားခဲ့သည်လွင်ကို ခင်းမီအလှပပစ္စည်းများဖြင့်အမြင်ဆန်းလာအောင်ပြုပြင်ခဲ့သည်ငကိုရှိရင်းစွဲရိုးရိုးလေးနှင့်ရင်သောလွင်သည်ဆန်းဆန်းလေးနှင့် ခင်မိလာခဲ့သည်ကျွန်တော်ကားအက်ဆီဒန့်ဖြစ်ပြီး အလုံးမလုံနိုင်တော့အိမ်ဤစားဝတ်နေရေးကအလွန်ကျက်တဲလာခဲ့သည် လွင်သည်လဲချင်းငွေပန်းတစ်ခုတွင်ရုံးအကူအလုံးသမားဖြစ်ဝင်လို့ရတော့၏နင့်မိမကသူ့ကိုအကျိုးပို့လို့နေတဲ့မန်နေဂျာကောင်းနဲ့ဖောက်ပြန်နေတာနင့်သိရဲ့လားနင်ကတော့နမေကန်တုတ်ကြီးပဲဟိုကဒီချိန်လောက်ဆိုလင်ငယ်နဲ့တဲကိုကမှညိတ်နေလောက်ပြီ ငါတို့ကနေဘက်ကနေမခံနိုင်လို့ပြောနေရတာရက်ွက်တဲကမိမကြီးတွေအဲ့ဒီလိုပြောတော့ကကျွန်တော်မယုံခဲ့ဘူးဘဝတူအလုသမားချင်းချင်းကိုညီဆောင်းလျှောက်တီးပဲထင်ခဲ့မိသည်တန်တရာမဝင်ခဲ့မိဘူးလက်ဆွဲအိတ်တစ်မျိုးအင်းညီစာတစ်ဖုံလက်ဆောင်ပစ္စည်းများဇက်တိုက်ပေးလာမှရိတ်မိတော့၏မြောက်မီးကြီးကဲကင်မိသလိုနေမရထိုင်မရဖြစ်လာတော့သည် နေမျိုးလေးဖြစ်သည်ဖြစ် သုံးခုတည်းသာရှိသောတဲခိုကမ်းများကို ထော်နှင်းထော်နှင်းဖြင့်လိုက်ချောင်းမိခဲ့သည်တရင်စကားများအတိုင်းတဲခိုကမ်းတစ်ခု၏အဲစည်းရင်တွင် သူတို့အမိများက အခန်းတစ်ခန်းထဲတွင် အတူရှိနေခဲ့၏အခန်းလေးအိမ်ရှိမှမရဏမင်း၏အချိန်တက်လိုက်သည့်အတန်ကြောင့်တိုင်ကက်နာရီကို မော့ကြည့်လိုက်မိသည်ည၈နာရီကျော်နေပြီ ယူဆိုင်မောင်းတော့ဆရာ မနက်က ရုံးယူနီဖောင်းဝတ်သွားတော်လွင်သည် အခုကြာတီရှက်အကြံစကတ်တူတူဖြစ်ဖြစ်လာသည်မင်းအနေထိုင်တွင်စင်ကျင်ဦးမိလွင်ပဝင်းကျင်ကအပြစ်ပြောစရာဖြစ်နေပြီကွကို့တမင်းကိုစားတာဘသူကူကျူးဆန့်နေရမှာလဲပဝင်းကျင်ဆိုတာချီးမွန်းခုနှစ်ရက်ကဲ့ရဲ့ခုနှစ်ရက်ပဲရိုးသူမရှက်ပေမဲ့ငါရှက်တယ်ကွငါရှက်တယ်အဲ့ဒီလောက်ရှက်တတ်နေရင်လဲတော့အမျိုးရိစီကိုပြန်လေတော့လူလူကိုဘသူကတင်ကျွေးထားနိုင်မလဲကျောက်တန်ငယ်လေးငယ်များမလို့လှုပ်ကြွေးနေတာ မင်းကွာမင်းမင်းဒုက္ခနဲ့ရင်မက်ထီစောင့်တက်လာသည့်ဒေါသစိတ်ကြောင့်လက်ထဲမှာလက်ဆွဲတော်ကြီးကို ပြစ်ပေါက်ပြစ်လိုက်သည် သူကတော့အဝယ်စားလဲပြီးအိယာဝင်သွားခဲ့သည်ကျွန်တော်သာ အိမရဖြစ်နေ၏ရွာမှာအမတယောက်နဲ့ညီတယောက်ရှိတော်လဲညီကပြေးနေရရှာသည် အမကြီးကလည်းစစ်ဆောင်စခန်းမှာခိုးလုံနေရ၏ ရွှေကြီးမှအမျိုးတော်ကျင်သည့်ဆွေမျိုးများကလည်းအာကိုမရကန်ဆိုးလွန်လာသည် ကိုဘွားကိုအပြစ်တင်မိသည်စပွဲကုန်အောက်ကဘီအီးပလင်းကိုဆွဲယူကာတကုတ်ခုဖြစ်လက်သားမျိုးမျိုးချပြစ်လိုက်သည်အရံများသည်လေပင်မှတဆင်ဝမ်းတွင်သို့တရှိန်ရှိန်စီစဉ်သွား၏အသွေးသားများလည်းစူပွက်လာသည်ဒပလင်းလုံးကုန်ခန်းသွားသောအခါဦးကောင်းတစ်ခုလုံး ခြားခြားလဲလာခဲ့သည်အခန်းကညဤတိတ်ဆိတ်မှုက ပဝန်းကျင်တစ်ခုလုံးကိုကြီးစိုးနေ၏လာမညာဖြစ်သလိုဒီကာလတည်းပြက်တီကများနေသည်ညှက်စင်မိကြောင်ပိတ်ပိတ်တဲအောင်မှောင်မိုက်နေသည် ထိုစဉ်ငှက်ဆိုးတကောင်ကတကြီးကြီးအော်မီလျက်အင်ခေါင်မိုးပေါ်မှထပြန်သွားခဲ့သည် ထို့နောက် ပြန်လဲတိတ်ဆိတ်သွားပြန်၏တိတ်ဆိတ်မှုနှင့် မောင်မိုင်မှုတို့ပေါင်းဆက်လိုက်တော့ခါစေရဲများနိုးထပေါက်ဖွားလာခဲ့သည် ကျွန်တော်ချစ်ချင်းမေတ္တာများကိုစော်ကားဝန်သည် သူနှင့်မန်နေဂျာကောင်ကို ရွာကကျွန်တော်တို့အမွေဆိုင်အင်လီအားမီးရှို့ဖျက်ဆီးသွားသည့်သူများထံဆက်ဆုပ်ရွန်ရှာမိသည်တမင်းမြေတွေ့တိုင်းအသည်းမှာမွားကောင်ညှိတွေ့သလိုနာကျင်ရ၏ကျွန်တော်ကိုယ်ထဲမှာတစုံတစ်ယောက်၏လှုံ့ဆော်မှုကြောင့်ခေါင်းအောက်တွင် အမြဲတမ်းဝတ်ထားသောဓမြံကိုစုပ်ကိုင်လိုက်မိသည်သူတို့အကြောင်းများထပ်တွေးမိတော့အသေးကတစ်စစ်စစ်နာကျင်လာသဖြင့်ဓာတ်ကိုပုံမူတင်းကျပ်စွာစုပ်ကိုင်လိုက်မိသည်တနာရမတ်ထန်နေသည့်ယောက်ျားတစ်ယောက်လို သူ့ရင်မတ်ပေါ်ဒူးထောက်တက်ခွာလိုက်၏လက်တဖက်နှင့်သူ့ပါဇက်ကို တင်းကျပ်စွာပိတ်လိုက်သည်ပြီးတော့သူ့လက်ဘဲနေရာကိုမှန်ပြီး ဓာတ်နဲ့လှီးချလိုက်၏သူကလည်းအသေးတန်ယုံ၏တွေးယူတွေးတန်းဖြင့်အားကိုယုံကန်နေ၍ချူရင်းနေသောကျွန်တော်ညာဘက်ခြေရအောင်မှသူ့ဘဲဘက်လက်ကလွတ်ထွက်သွားခဲ့သည်ကျွန်တော်လည်းအမြန်လက်ဆတ်တဖို့ဆုံးဖြတ်လိုက်သည်တစ်ချက်ပြီးတစ်ချက်အားဆိုင်လှီးလိုက်သည်မှာငါးချက်မြနောက်ဆုံးတစ်ချက်မှာတော့လေးပြုံကိုထီသွားသည်ထင်၏ ကျွန်တော်မျက်နှာတစ်ခုလုံးလည်းဆူဆွတ်လာခဲ့သည်သူဤလက်တို့သည်လည်းတဖြည်းဖြည်းချင်းအာရော့လာပြီးဆက်မယုံနိုင်တော့ပြီနောက်ဆုံးတွင် လုံးဝငြိမ်ကျသွားတော့၏မိလာပြီဟေ့မိလာပြီကျွန်တော်တို့ငငယ်တုန်းကတိုင်းအရွယ်စုံတို့ဤတံပြန်အော်ဟစ်တန်းကြောင့်ခေါင်းအောက်ကဓားကိုဆုပ်ကိုင်ထားသောလက်ကိုပြန်ယုတ်လိုက်မိသည်ကျွန်တော်ကိုယ်တည်းကတစိမ့်ဤစီခိုင်းချက်တိုင်း အမှန်တကယ်မလုတ်ခင်မိ၍တော်သေးသည်မဟုတ်လင်ကျွန်တော်လည်းဒုက္ခိတဘဝကြီးနှင့်ဒုက္ခအကြီးကျယ်ရောက်နေလိမ့်မည်အတိစိတ်နှင့်ခန္ဓာကိုယ်ခိတ္တကင်းကွာသွားခဲ့ရသည် သူ့ကိုတက်လိုက်ခြင်းကဇလန်း၏အဆုံးသတ်မဟုတ်ပဲတန်တရာ၏အစာ ဖြစ်သွားနိုင်၏တန်တရာအဆုံးထိတော့မရှုံးကျင်ဘူးလွင့်ကိုကျွန်တော်ချစ်သည် အသေးပေါက်မတတ်ချစ်သည် ထို့ကြောင့် လွယ်မနိုးခင်အိမ်မထွက်လာလိုက်သည် အဝတ်တထဲနှင့်အင်္ဂါမစုံတော့သည် ကိုတခုအပြင်လက်ဆွဲတော်ချိုင်းတော်ကြီးလည်းပါလာခဲ့သည်ဘယ်စီဘဲဝဲကိုတွားရမည်ကျွန်တော်မသိခြေဦးတဲ့ရာလွယ်နှင့်ဝေးရာစီကိုသာ ပြေးထွက်ခဲ့လိုက်သည် နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်